ဲတော့ကုတုကံအကုတုကံလို့ဆိုတာဟာအကြမ်းမြင်နေနေစဉ်းစားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်စိတ်ထဲမှာဖြစ်ပေါ်တဲ့အကုတုကံက၃မျိုးစိတ်ထဲမှာဖြစ်ပေါ်တဲ့ကုတုကံက၃မျိုးဒါကိုပဲမနောကံလို့ပြောတာ စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ကံတွေစိတ်ထဲဖြစ်ယူနေတဲ့ဒုက္ခဟာမိမိရဲ့စိတ်အစဉ်ထဲမှာကိန်းဝတ်ပြီးတော့သွားတယ်တဲ့အကျိုးတရားကိုထုတ်လုပ်နိုင်တဲ့စွာအားတွေရရှိပြီးတော့သွားတယ်မိမိရဲ့စိတ်တဏ္ဏအဲ့တော့အကုသိုလ်ကံစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အကုသိုလ်ကံစိတ်နဲ့ ပြုလုပ်တဲ့အကုသို့ကံ၃မျိုးဆိုတာဘာလို့ဆိုရင်အဘိစ္စာတဲ့ပြဘာဒတဲ့မိစ္ဆာဒိဋ္ဌိဘယ်နှခုပါလဲ၃ပါပါ၃ခုเนาะအဘိစ္စာလို့ဆိုတဲ့စကားလုံးကပါဠိစကားလုံးဖြစ်နေတယ်မြန်မာလိုပြောလို့ရှိရင်အဘိစ္စာဆိုတာသူမြတ်ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့လောဘစိတ်နဲ့ကြံတွေးခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ် ူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ဖို့ကိုယ်ပစ္စည်းဖြစ်အောင်လုပ်ဖို့စိတ်ကူးနေတာဘာနဲ့စိတ်ကူးတာလဲလောဘနဲ့စိတ်ကူးတာဟုတ်ကဲ့လားအဲ့ဒီလိုစိတ်ကူးလိုက်ရုံနဲ့ပဲသူကကံအရာမြောက်သွားတယ်တဲ့ဒါကြောင့်မနှောကံပါဇက်ကထုတ်မပြောခြင်းနေလက်နဲ့မလုပ်ခြင်းနေစိတ်ကူးလိုက်ရုံနဲ့ပဲအဲ့ဒီဟာကံအရာမြောက်သွားတယ်အဘိဇ္ဇာတဲ့ သူမြတ်ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတဲ့ကြံတွဲမှုသည်ဒါလူတွေကတချို့ကပြောကြတယ်အဘိဓါများတယ်အဘိဓါများတယ်သူမြတ်အပြစ်တွေပြောတဲ့ပုဂ္ဂိုလ်အဘိဓါများတယ်လို့တချို့ကပြောတယ်အဲ့ဒါမှားပြီးတော့ပြောတာအဘိဓါဆိုတာအဲ့ဒါမျိုးမဟုတ်ဘူးသူမြတ်ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်အောင်စိတ်ကူးနေတာကိုယ်ပစ္စည်းဖြစ်လို့မှုကြံတွဲမှုကိုဘိဓါတော့ခေါ်တယ် မတရားတဲ့လောဘတစ်မျိုးပဲပေါ့နော်မှန်ပါဗျာနောက်တစ်ခုကဖြာပါဒတဲ့ဖြာပါဒဆိုတာကပင်ကိုအနေထားကစိတ်ဖောက်ပြားနေတဲ့အခြေအနေတစ်ခုမြန်မာလိုပြောမယ်ဆိုလို့ရှိရင်ဖြာပါဒဆိုတဲ့တရားဟာဒေါသပဲသို့သောရိုးရိုးဒေါသမဟုတ်ဘူး ဒီဒေါသကဘာနဲ့တွေးတုံလို့ဆိုလို့ရှိရင်လူတယောက်ကိုမုန်းတဲ့စိတ်နဲ့တွေးပြီးဒီလူသေးသွားရင်ကောင်းမှာပဲဒုစုံတစ်ခုဖြစ်သွားရင်ကောင်းမှာပဲဒုက္ခရောက်သွားရင်ကောင်းမှာပဲဆိုတဲ့အတွေးတွေတွေးပြီးတော့နေတဲ့ဖောက်ပြန်တဲ့စိတ်သဘောထားကိုသာပြပါရလို့ခေါ်တာယိုယိုသာသမီမလိမ္မာလို့စိတ်ဆိုးတာပြပါရမဟုတ်ဘူးဟုတ်ကဲ့လားမှန်ပါဗျာယိုယိုစိတ်ဆိုးတာကပြပါရမဟုတ်ဘူး အေးဒီလူပျက်စီးသွားရင်ကောင်းမှာပဲတည်သွားရင်ကောင်းမှာပဲတခုခုဖြစ်သွားရင်ဒုက္ခရောက်သွားရင်ကောင်းမှာပဲလို့ဒုက္ခရောက်စေခြင်းတဲ့စိတ်သဘောထားဟာပြာပါဒဒီလိုတွေးလိုက်တာနဲ့ပဲပြာပါဒဆိုတဲ့ဒီမနောကံကံအရာမြောက်သွားပြီးတော့ accumulate ဖြစ်တယ်လို့ခေါ်ရပေါ့စိတ်အစင်းထဲမှာဂိမ်းသွားပြီး စွန့်ရည်တတ္တိရှိသွားပြီးအကျိုးပေးနိုင်တဲ့အနေအထားတစ်ခုကိုရောက်သွားတယ်။မျိုးစစ်လေးလိုအောင်သွားတာကိုပြောတာနော်မှန်လားပါဗျာအပင်တစ်ပင်ကအသီးသီးတဲ့အခါကျတော့အဲ့ဒီအသီးထဲမှာအသီးမဲ့သွားလို့ရှင်ထိုအသီးထဲမှာရှိတဲ့အစိကလေးကရောမရင်ကျက်ဘူးလားရင်ကျက်ပါတယ်ဗျာ မြေနဲ့ရေနဲ့ဆုံပြီးသွားလို့ရှင်အဲ့ဒီအစိတ်လေးကအပင်ပေါက်လာတယ်ဟုတ်ကဲ့မှန်ပါပဲအေးအဲ့ဒါမျိုးလိုပဲအခုကံကြမ္မာဆိုတာစိတ်ထဲမှာဒီအတွေးလေးတွေတွေးလိုက်တာတွေကနေပြီးတော့မျိုးစိတ်လေးတစ်ဖွဲ့မိမိရဲ့စိတ်အစဉ်ထဲမှာတည်သွားတယ်သူ့မှာအပင်တစ်ခုကိုထုတ်လုံးနိုင်တဲ့မျိုးစိတ်လေးမှာအပင်ပေါက်စေနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်လို့ပဲ အခုပြောတဲ့ဗျာပါဒဆိုတာမနောကံအရာရောက်သွားပြီးတော့အကျိုးတရားကိုထုတ်လုပ်နိုင်တဲ့ဆိုင်ရည်တတိတွေသူမှရနေတယ်လို့ပြောတာเนาะမှန်လားပါဗျာနောက်တစ်ခုကဘာလို့ဆိုရင်မိစ္ဆာဒိဋ္ဌိမှန်မှရင်ရင်တွေးခေါ်မြုံမြင်မှုမှန်မှရင်ရင်တွေးခေါ်မြုံမြင်မှုဆိုတာဘာလို့အေးလောကမှာကုသိုလ်ဆိုတာမရှိပါဘူး ကုသိုလ်လုပ်လေကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုပ်လေအကုသိုလ်မဖြစ်ပါဘူးဖရာသခင်ဖန်ဆင်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလုပ်လို့ဘာမှမဖြစ်ပါဘူးသူတော်ဘာဝအတိုင်းဖြစ်နေတာပါလို့ကံနဲ့ကံဤအကျိုးကိုညှင်းပယ်တဲ့အမြင်မျိုးရှိလို့ရှင်မိစ္ဆာဒိဋ္ဌိတို့ခေါ်တယ် အဲ့ဒီအမြင်မျိုးကိုလက်ခံပြီးတော့ယုံကြည်မိပြီဆိုလို့ရှိရင်စိတ်ထဲမှာခုနပြောတာလိုပဲမျိုးစိတ်ကလေးဟာအပင်ပေါက်နိုင်တဲ့ဆိုင်းရည်တတ္တိတွေတည်သွားသလိုပဲထိုပုဂ္ဂိုလ်ရဲ့စိတ်အစဉ်ထဲမှာဟောဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့ကံအရာမြောက်သွားတဲ့သဘာဝတရားတစ်ခုဟာခိမ့်ဝတ်သွားတယ်တဲ့သက်ဆိုင်ရအကြောင်းတရားချင်းပေါင်းစုံပြီးသွားတဲ့အခါသူကလည်းအကျိုးကိုထုတ်လုပ်နိုင်တယ် ကာဟုအကုသိုလ်မနောကံလို့ခေါ်တာဟုတ်ကဲ့လားမှန်ပါဗျာထို့တူပဲကုသိုလ်ဘက်ကနေပြန်ကြည့်လိုက်ရင်တော့ပြောင်းရပြန်ကြည့်ပေါ့အနဘိဇာတဲ့သူများပစ္စည်းတွေကိုမတရားလိုချင်တဲ့စိတ် သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လိုတဲ့စိတ်မရှိဘူးတဲ့သူပစ္စည်းသူပိုင်ဆိုင်ပါစေဆိုတဲ့စိတ်သဘောထားလေးဟာပုံမြတ်တဲ့စိတ်သဘောထားဖြစ်လို့သူကလည်းမနောကံတစ်ခုဖြစ်တဲ့ အပြာပါဒဘယ်သူမှဒုက္ခမရောက်ကြပါစေနဲ့တန်တဝါတွေချမ်းသာကြပါစေဆိုတဲ့အတွေးတွေရောလူတွေမှာမရှိဘူးလားရှိပါလားဗျာအေးအဲ့ဒီအတွေးလေးကအပြာပါဒလို့ခေါ်တယ်မေတ္တာလို့လည်းခေါ်တယ်အဲ့ဒီမနောကံတွေကလည်းပဲကံရာမြောက်ပြီးကောင်းကျိုးတွေကိုထုံးလုံးနိုင်တဲ့အနေထားမျိုးရသွားတယ်တမ္မာဒိဋ္ဌိတဲ့ကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင် မကောင်းတာဖြစ်တယ် ကုသိုလ်ကံအကုသိုလ်ကံဆိုတာလောကကြီးမှာရှိတယ်လို့လက်ခံယုံကြည်သိမြင်တာတမ္မာဒိဋ္ဌိတဲ့ဒါလည်းမနောကအရာမြောက်ပြီးတော့သွားတယ်ဒါကောင်းတဲ့ဘက်ကမနောကသုံးခု